တယောက်ယောက်ကိုနှစ်သက်နေပြီးရားကျင်နေပြီးရှင်သိကြတယ်အဲ့ဒီလူရဲ့ကျွန်ဖြစ်တော့မှာဟုတ်တယ်မဟုတ်လားသူ့ကိုသဘောကျနေပြီးဆိုရင်တော့အနည်းဆုံးတော့သူ့စိတ်တိုင်းကြောင့်ဦးဇင်းတို့နေပေးရတော့မှာလေပြောရရင်ကိုယ့်ဘဝကိုတတိတေတဖွဲ့ပေးလိုက်ရပြီဖဲ့ပေးလိုက်ရပြီအကုန်လုံးကိုယ့်စိတ်တိုင်းကြောင့်နေလို့မရတော့ကျွန်ဆိုတာ သူ့ဘဝကိုသူမပိုင်ဘူးသူ့ဘဝကိုဇောပိုင်တော့တခင်ကပိုင်တယ်ဟုတ်တယ်မဟုတ်လားရှိခေကကျွန်နေမှာလေ ်ခင်ကတတ်ချင်းလဲတတ်လို့ရတယ်ရောင်းချင်းလဲရောင်းလို့ရတယ်တနေ့ကုန်အစာမကျွေးဘဲနဲ့ပြစ်ထားမယ်ဆိုရင်လည်းပြစ်ထားလို့ရတယ်ကျွန်းဆိုတာသူ့ဘဝသူမပိုင်ဘူးသခင်ကပဲပိုင်တယ်အဲ့တော့လောဘဖြစ်ပြီဆိုရင်အဲ့ဒီလိုကိုယ့်ဘဝကိုကိုယ်မပိုင်တဲ့အနေအထားမျိုးကိုရောက်အောင်လောဘကလှုပ်လိုက်တာဒါကြောင့်လောဘဟာကျွန်းဖြစ်စေတဲ့တယ်အဲ့ဒါကိုအပေါ်ယံလေးပြောတာနော်တယောက်ယောက်ကိုမျက်နှာနေပြီဆိုရင်အဲ့ဒါဖြစ်တော့မလို့သူ့ကျွန်းဖြစ်တော့မယ်ဒါကအပေါ်ယံပြောတာတချို့ခွေးလေးတွေအောင်လေးတွေချစ်တယ် ဘာဖြစ်တော့ခွေးလေးတွေကြောင်လေးတွေရဲ့ကြုံဖြစ်တာနော်ဟာကိုကတော့ကိုကကိုကိုဒေးကြီးပေးပြီးတော့ဝယ်ထားတာဆိုပြီးတော့လူချမ်းသာရဲ့ဟောပုံတရံနမိတ်အနေနဲ့တချို့ပြကြတာလည်းရှိတယ်တကယ်တမ်းကဘာဖြစ်လဲရေချိုးပေးရတယ်ဆပြတိုက်ပေးရတယ်အမေတချို့ခွေးကအရန်ကောင်းမှစားတာရှိသေးတယ်ဟုတ်လားအဲ့တော့လည်းသူ့အကြောင်းတရားနဲ့သူ့လာတာပေါ့လေထပ်ပြီးတော့ဦးဇင်းတို့လောဘဟာကြုံဖြစ်စေတတ်တယ်ဆိုတာကိုလေးလေးနက်နက်လည်းစဉ်းစားကြည့်ဖို့လိုတယ်ဆိုကြပါစို့လေးလေးနက်နက်လေးပြောကြည့်မယ်ဒါကြတော့ တခုခုရားကျင်နေပြီတခုခုဖြစ်ကျင်နေပြီဆိုရင်အဲ့ဒါမရမချင်းအဲ့ဒါမဖြစ်မချင်းဥစ္စာတို့မှာလုတ်ပြရမယ့်တာဝန်ကြီးတခုရှိသွားတယ်ဟုတ်တယ်မဟုတ်လားအဲ့ဒီတာဝန်ကြီးကိုကိုယ်ပခုံးဘော်ကိုဘယ်သူပြစ်တင်ပေးလိုက်တယ်လဲလောဘအတင်ပေးလိုက်တာနော်ဘယ်သူကမှမမဖြစ်မနေလုတ်လို့ပြောတာမရှိဘူးကိုကဒါကိုရားကျင်ပြီဒါဖြစ်ကျင်ပြီဆိုရင်အဲ့ဒါမရမချင်းအဲ့ဒါမဖြစ်မချင်းကိုယ်မှာလုတ်ပြရမယ့်တာဝန်ကြီးကိုရှိသွားတယ်ဘယ်သူခိုင်းတာလဲလောဘခိုင်းတာ ဒါမဲ့ဒကာမတို့ဦးရှင်တို့အတွက်အလွန်ကြီးမားတဲ့အမှားကဘာလဲဆိုတော့ဘယ်သူခိုင်းလို့ခိုင်းမှမသိတဲ့ကိစ္စလို့ဦးရှင်ထင်လောဘကခိုင်းလို့လုံးရတဲ့ကိစ္စကိုငါလို့ချင်းလို့လုံးတာလို့လောဘကိုငါလို့ထင်နေတဲ့ကိစ္စတက္ကာယဒိဋ္ဌိပေါ့နော်ငါလို့ချင်းလို့လုံးတာလို့ထောတော့ငါကငါဆိုတော့အပြစ်တင်လို့လည်းပြစ်တင်ခြင်းစိတ်လည်းမရှိတော့ဘူးလေလောဘကိုငါလို့ထင်နေတာတကယ်တမ်းကလောဘနဲ့ငါနဲ့ကိုသာကွဲပြားမယ်ဆိုလို့ရှိရင်လောဘကိုဦးရှင်တို့တွေပိုးပြီးတော့စိတ်နာစရာကောင်းလိမ့်မယ်အခုလောဘကိုစိတ်နာကောင်းမှမသိဘူး စိတ်နာဖို့နေနေတာကကိုယ်ကိုနှိမ့်ဆက်နေတဲ့တရားခံအစစ်ဟာဘယ်လိုလဲဆိုတာတော့မသိဘူး။နောက်တရားခံကိုဖမ်းပြီးတော့အပြစ်ပေးဖို့ဆိုတာအဝေးကြီးနော်။တရားခံဘယ်လိုလဲဆိုတာတော့မသိသေးဘူးအများစုကတကယ်တမ်းတရားခံအစစ်ကဘယ်လိုလဲလောဘနော်။ဟုတ်လား။ဒါကြောင့်ဆရာကြီးကပြောတာလောဘဟာကျွံဖြစ်စေတဲ့တည်းတဲ့။တရားရောက်ကိုနှစ်သက်နေပြီးရှားကျင်နေပြီးရှင်သိကြတယ်အဲ့ဒီလူရဲ့ကျွံဖြစ်တော့မှာ။ ဟုတ်တယ်မဟုတ်လားသူ့ကိုသဘောကျနေပြီဆိုရင်တော့အနည်းဆုံးတော့သူ့စိတ်တိုင်းကြဦးဇင်းတို့နေပေးရတော့မှာလေပြောရရင်ကို့ဘဝကိုတတိတေတဖွဲ့ပေးလိုက်ရပြီဖဲ့ပေးလိုက်ရပြီအကုန်လုံးကို့စိတ်တိုင်းကြနေလို့မရတော့ကျွန်ဆိုတာသူ့ဘဝကိုသူမပိုင်ဘူးသူ့ဘဝကိုဇောပိုင်တယ်တခင်ကပိုင်တယ်ဟုတ်တယ်မဟုတ်လားရှိခေကကျွန်နေမှာလေတခင်ကတက်ချင်းလက်တက်လို့ရတယ်ရောင်းချင်းလက်ရောင်းလို့ရတယ်တနေ့ကအမကျွေးပဲနဲ့ပြစ်ထားမယ်ဆိုရင်လည်းပြစ်ထားလို့ရတယ်ကျွန်ဆိုတာသူ့ဘဝသူမပိုင်ဘူးတခင်ကပဲပိုင်တယ် အဲ့တော့လောဘဖြစ်ပြီဆိုရင်အဲ့ဒီလိုကိုယ့်ဘဝကိုကိုယ်မပိုင်တဲ့အနေအထားမျိုးကိုရောက်အောင်လောဘကလုံလိုက်တာ။ဒါကြောင့်လောဘဟာကျွန်ဖြစ်စေတဲ့တည်းအဲ့ဒါကိုအပေါ်ယံလေးပြောတာနော်။တယောက်ယောက်ကိုမျက်နှိုးနေပြီဆိုရင်အဲ့ဒါမဖြစ်တော့မလို့သူ့ကျွန်ဖြစ်တော့မယ်။ဒါကအပေါ်ယံပြောတာ။တချို့ခွေးလေးတွေကြောင်လေးတွေချစ်တယ်။မဖြစ်တော့ခွေးလေးတွေကြောင်လေးတွေရဲ့ကျွန်ဖြစ်တာနော်။ဟာကိုကတော့ကိုယ့်ဟာကိုယ်ကိုဒေးကြီးပေးပြီးတော့ဝယ်ထားတာဆိုပြီးတော့လူချမ်းသာရဲ့ဟိုပုံတရံနမိတ်အနေနဲ့တချို့ပြကြတာလည်းရှိတယ်။တကယ်တမ်းကဘာဖြစ်လဲ။ ရေချိုးပေးရတယ်ဆပြတိုက်ပေးရတယ်အမေတချို့ခွေးကအရန်ကောင်းမှစားတာရှိသေးတယ်ဟုတ်လားအဲ့တော့လေသူအကြောင်းတရားနဲ့သူလာတာပေါ့လေထပ်ပြီးတော့ဦးဇင်းတို့လောဘဟာကျွန်ဖြစ်စေတတ်တယ်ဆိုတာကိုလေးလေးနက်နက်လည်းစဉ်းစားကြည့်ဖို့လိုတယ်ဆိုကြပါစို့လေးလေးနက်နက်လေးပြောကြည့်မယ်ဒါကြတော့တခုခုရားကျင်နေပြီတခုခုဖြစ်ကျင်နေပြီဆိုရင်အဲ့ဒါမရမချင်းအဲ့ဒါမဖြစ်မချင်းဦးဇင်းတို့မှလုပ်ပေးရမယ်တာဝန်ကြီးတစ်ခုရှိသွားတယ်ဟုတ်တယ်မဟုတ်လား အဲ့ဒီတာဝန်ကြီးကိုကိုယ်ပခုံးမော်ကိုဘယ်သူပြစ်တင်ပေးလိုက်တယ်လဲလောဘအတင်ပေးလိုက်တာနော်ဘယ်သူကမှမမဖြစ်မနေလို့လို့ပြောတာမရှိဘူးကိုကဒါကိုရချင်းပြီးဒါပြည့်ချင်းပြီးဆိုရင်အဲ့ဒါမရမချင်းအဲ့ဒါမဖြစ်မချင်းကို့မှာလုတ်ပေးရမယ့်တာဝန်ကြီးကိုရှိသွားတယ်ဘယ်သူခိုင်းတာလဲလောဘခိုင်းတာဒါပေမဲ့တရားမတော်ဦးဇင်းတို့အတွက်အလွန်ကြီးမားတဲ့အမှားကဘာလဲဆိုတော့ဘယ်သူခိုင်းလို့ခိုင်းမှမသိတဲ့ကိစ္စလို့ဦးဇင်းထင်တယ် လောဘကခိုင်းလို့လုံးရတဲ့ကိစ္စကိုငါလုံးချင်လို့လုံးတာလို့လောဘကိုငါလို့ထင်နေတဲ့ကိစ္စတက္ကာယဒိဋ္ဌိပေါ့နော်ငါလုံးချင်လို့လုံးတာလို့ထောတော့ငါကငါဆိုတော့အပြစ်တင်လို့လည်းပြစ်တင်ခြင်းစိတ်လည်းမရှိတော့ဘူးလေလောဘကိုငါလို့ထင်နေတာတကယ်တမ်းကလောဘနဲ့ငါနဲ့ကိုသာကွဲပြားမယ်ဆိုလို့ရှိရင်လောဘကိုဦးဇင်းတို့တွေပိုးပြီးတော့စိတ်နာစရာကောင်းလိမ့်မယ်အခုလောဘကိုစိတ်နာကောင်းမှမသိစိတ်နာဖို့နေနေတာကကိုယ့်ကိုနှိမ့်ဆက်နေတဲ့တရားခံအစစ်ဟာဘယ်သူလဲဆိုတာတော့မသိဘူးနောက်တရားခံကိုဖမ်းပြီးတော့အပြစ်ပေးဖို့ဆိုတာအဝေးကြီးနော် တရားခံမစုလဲဆိုတာတော့မသိသေးဘူးအများစုကတကယ်တမ်းတရားခံအစ်စ်ကမစုလဲလောဘနော်ဟုတ်လားဒါကြောင့်ဆရာကြီးကပြောတာလောဘဟာကျုံဖြစ်စေတတ်တယ်တဲ့